ကျွန်တော်လည်းထိုးတာတော့ရင်တော့တုံတယ်ကိုနိုင်မယ်တော့ကိုမတင်ဘူးအဲကိုရပြန်မဲ့ပြောမှဆိုရင်တော့မမလည်းကိုမထိုးဘူးတင်လို့တော့ဒီပွဲမှာတော့မြမလက်ဝိတ်စီကံအတိုင်းပဲထိုးခဲ့ကြတာပါသူရပြန်ပဲထားလူငယ်ကတော့သူ့ထက်ထွားတယ်ဆိုပေမဲ့စောရတံပဲအနိုင်ရခဲ့ပါတယ် ူကတော့လက်ဝဲပွဲကိုအမြတ်တမ်းနာကြည့်တယ်လို့စောအိုက်တိုင်းရဲ့အမခံပြိတ္တလည်းဖြစ်ပါတယ်။ him good good many power သူထိုးရဲကျွန်တော်လာကြည့်တယ်။သူထိုးတာကောင်းတယ်။သူနိုင်မယ်ဆိုတာလည်းကျွန်တော်သိထားတယ်။သူ့မှာပါဝါအပြည့်ပဲဗျ။စောအိုက်တိုင်းဟာဆိုရင်ကရင်ပြည်နယ်ဖပုံမြွနယ်ကနေလာတဲ့သူပါ။သူ့ရဲ့ထိုင်ကိုလာရတဲ့ယူရဲ့ချက်ကတော့မေတ္တာစုဇာဝင်းနေရဲ့အတွက်ချက်ပန်အလုပ်တွေကိုရှာလုပ်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့လက်ဝဲဝါသနာကိုတော့သူမစလွတ်နိုင်ခဲ့ပါဘူး။ ဒီဗမာပြည်ဆိုတည့်တိုင်းပဲဘုံတန်ကြားတာနဲ့ဘုံမောင်းမှုန်းဆိုဝင်ထိုးတာဒီထန်းနိုင်ငံမရတော့အခွက်နဲ့ဒူးတွေနဲ့တောင်းလေးနဲ့အဲမျိုးဒါတို့တို့ထိုးတဲ့ပုံတွေကိုလည်းကြည့်ပြီးတော့ကိုရတာထန်းနိုင်ငံထိုးတော့ရှုံးပွဲတော့နိုင်ပွဲတော့ရတာပေါ့ရှုံးပွဲတော့နည်းတယ်ဘာကြောက်ကွာမိခင်ဖြစ်သူကတော့သူလက်ဝိတ်ထိုးတာကိုမကြိုက်ခဲ့ပါဘူးမကြက်ဘူးကျိုးပက်ဘလို့မလဲဘူးကြည့်ပေးလဲ အကြီးလာဆက်ကြီးနေပြီဘလို့မလဲသွားထိုးလို့ကျက်အကြီးကိုဒီမစားလို့မရဘူးစေစားလဲသားတယောက်ပဲစေစားလဲခါကမြေကြီးကြားတဲ့သားအတွက်နဲ့သားတယောက်တည်းပဲကြာနေတာမင်းကလေးဆက်ဆက်ပဲမိခင်ဖြစ်သူကမကြိုက်မှန်းသိနေပေမဲ့စောအိုက်တန်းကတော့ညအချင်းရောက်ရင်ချင်းမှန်မြို့အတွင်းကထပ်ဖက်ကိတ်လက်ဝဲကစားရုံကိုသွားပြီး မိဘရဲ့နောက်ွယ်မှာလက်ဝဲသွားထိုးလေးရှိပါတယ်။ဆက်နေတဲ့သားဆိုရွာတိုင်းမှာဆိုကြားပွဲလမ်းလျှောက်ထိုးတာ။ပြီးတော့ခန်းနိုင်ငံလာမှပဲလက်ဝဲနာထိုးမိတာ။အသက်16နှစ်လောက်အားချိန်မှာပဲဒီမျိုးလက်လျှောက်ထိုးတာ။စာရွက်တော့ကိုယ်စနာထားတာအဲ့ဒါဖုန်းတော့ဘက်ကယူတော့ဆက်တွေ့တာ။လက်ဝဲရုံဘယ်နားမှာရှိရဆိုလိုက်စာလိုက်စာတယ်အဲ့ဒီပွဲမှာကိုထိုးလောက်နိုင်တယ်ကိုယ်အကွက်ကောင်းတယ်ဆိုရင်လည်းသူကတခြားနေရာမှာပေးထိုးတယ်။ င်တော့ဆိုဘန်ကောက်တော့ပါတော့တထိုးဘူးတယ်ဒီလိုစင်ပေါ်မတက်ခင်မှာတော့တိကျင့်ခံတွေလောက်ရပါတယ်ဒီနေရာကတော့ဆောအိုက်တန်နဲ့ရွှေပြောင်မြန်မာကလေးတွေလက်ဝဲတိကျင့်နေတဲ့တိကျင့်ကြီးစခန်းတစ်ခုပါဒီစခန်းမှာလက်ဝဲဝါသနာရှင်နဲ့ ထိုင်းလက်ရွေးစင်လက်ဝိတ်ထိုးသမားတွေပူပေါင်းဖွင့်နှိပ်ထားတဲ့ပုတ်ကလစ်ကပိုင်လက်ကျင့်ရေးစခန်းတစ်ခုလည်းဖြစ်ပါတယ်။လက်ရှိလာရောက်လက်ကျင့်နေသူလူငယ်30လောက်ရှိပြီးအများစုကမြန်မာရွှေ့ပြောင်းကလေးငယ်တွေဖြစ်ပါတယ်။စင်ပွားလိုကကြောင်းဆိုအကွက်နဲ့ပေါ့ဒီများလာရင်တတော်လို့ပါတော့ကြရအောင်။အေးဒီများဘလို့ဘလို့လာမလို့လာလို့ဒီကိုဘလို့ဆောင်ရမလို့အဲဒီတောင်ကွက်တွေရှိရ။ဒါဒီမျိုးတွေအဲဒီရှာပြရပေါ့။ကံပုံကံနည်းဘလို့ကံဆိုဒီရှာပဲပြရအောင်။ စလားလောမြို့ထိုင်းတွက်ထိုးတာထိုးလို့မတက်ပါဘူး MG ရှာတွေကထိုင်းရှာတွေပြောပြမှာကျွန်တော်ခြေတောင်းဘလို့မအတောင်ဘလို့သွားအရင်အဲ့ဒါမှကျွန်တော်တို့ကတက်ပါတယ်အသက်ငယ်ဆုံး6နှစ်ကနေ20ကျော်အထိရှိပါတယ်ဒီစခန်းမှာနှစ်စဉ်ည6နာရီကနေ7နာရီအထိလက်ဝဲထိုးလေ့ကျင့်ခဲ့ပြီးကျိုးဝန်းထဲဝင်ထိုးခွင့်ရတဲ့ကလေးငယ်တွေကတော့တချင်ကိုပတ်900အနည်းဆုံးရကြပါတယ်သူတို့ရလာတဲ့ငွေတချို့ကိုလက်ကျင့်ရေးစခန်းမှာပြန်စုထားပြီး စားရေးတောက်ရေးနဲ့လက်ဝတ်ထိုးရမှာလိုအပ်တဲ့ဖြစ်စီအသုံးဆောင်တွေကိုပြောင်းလဲကြပါတယ်။အဲဗမာလက်ဝတ်ထိုးတော့ကျွန်တော်တို့ဟိုမှာကျွန်တော်တို့ရွယ်ထိုးလို့ရှိရင်တော့အလုံးမ3-5တောင်းပါတော့။ဒါပေမဲ့ဒီမှာကတော့3သိန်းကျော်3သိန်းတော့အမျိုးရပါတယ်တခါဆိုရင်။ဈေးရတော့กว่าဒီအဖွဲထဲမှာတော့ဆောအိုက်တန်းဟာဆိုရင်ဘွဲအများဆုံးထိုးဖို့သူပတ်စံအများဆုံးရထားသူလို့ပြောလို့ရပါတယ်။ဒါပေမဲ့သူမိသားစုအတွက်ဝင်ငွေမလုံလောက်ပါဘူး။ ဒါကြောင့်လည်းညချင်းမှာလှဲ့ဝိထိုးဝင်ွေရှာနေရတယ်လို့နှစ်လက်ချင်းမှာတော့ဗယံအလုပ်တွေလုပ်နေရပါတယ်။ဒါပေမဲ့သူစိတ်ဓာတ်မကျပါဘူး။အနာကမှာကြော်ကြတဲ့လက်ဝိသမားတယောက်ဖြစ်ဖို့သူမျှော်လင့်နေပါတယ်။